စစ်ကောင်တွေကစစ်ကြောင်းထိုးလို့လူအယောက်တရာပေါ့နော်အယောက်တရာနဲ့ထိုးပြီးဆို80လောက်ကပေါ်တာဆွဲတဲ့ကောင်တွေကြီးတယ်။နော်လူငယ်တွေမျိုးပေါ်ကလူငယ်တွေပေါ်တာဆွဲတဲ့လူတွေကြီးပဲ20လောက်ပဲသူတို့စစ်ကောင်တွေပေါ့နော်တန်တွေတက်ပါ။ကျန်တဲ့80လောက်ကမီးလို့ရှိရင်တော့တနာကမာနဲ့အဲ့လိုမျိုးတွေပေါ့နော်လူငယ်တွေကိုတော့ကိုကျင်းစာရတယ်ဗျ။ဒီလိုလဲလူငယ်ပဲ။အဲ့တော့ကြတော့မင်းတို့မျိုးပေါ်မှာနေပြီးတော့သိရမလား။လပိတ်လေးတောက်လိုက်၊ဂိန်းလေးစော်လိုက်၊သိရမလား။ဘီယာလေးတောက်လိုက်၊အဲကော်မလေးနဲ့ရှောက်သွားလိုက်လုံးနေနဲ့ဒီချိန်ကရွေးချယ်ဘယ်ဟာကိုရွေးချယ်မှလဲ။ကြားနေတယ်ဆိုတာမရှိတော့ဘူး။ဒါနောက်ဆုံးပွဲဖြစ်နေပြီ။ ီအမှောင်ထုကိုကျွန်တော်တို့အတူတူဖြိုးဖို့လိုပြီးအဲ့ဒါကြတော့အတူတူရုံးမှရမယ်အဲ့တော့လူငယ်တွေအနေနဲ့ကျွန်တော်တို့ရွေးချယ်ပါလို့ကျွန်တော်ကတော့ပြောချင်တယ်ပြီးရင်ကျွန်တော်တို့ဘလို့အခက်အခဲမျိုးပဲရှိရှိညီတို့ရေတန်းနိုင်အောင်ရောက်အောင်သွားမယ်ရှိနေတဲ့အမှိုက်ကိုလည်းရှင်းသူကိုလိုပါရှင်းရဲဖို့လည်းလိုတယ်ရှင်းတော့မယ်လို့လည်းဒီလိုအဲဒီလိုရဲ့ညီကိုလေးကိုယုံကြည်ပါတယ်။ဂျမ်ဖက်စစ်ကောင်စီတပ်ဟာ2022 23 24ခုနှစ်တွေမှာတနင်္ဂနွေလုံးကစစ်မျက်နှာတွေမှာစစ်ရေးဖိအားအပြင်းအထန်ခံခဲ့ရပါတယ်။ တော်လန်ရေးတပ်တွေရဲ့ drone တွေပါဝင်လူအင်အားနီးပညာအင်အားတာလွန်မှုတွေကြောင့်စစ်တပ်ဟာခွက်ခွက်လန်အောင်စစ်ချုံးခဲ့ရပြီးရှမ်းမြောက်လွင်ပြင်တစ်ခုလုံးနေပါလဲတော်လန်ရေးတပ်တွေလက်အောက်ကိုကျရောက်ခဲ့ပါတယ်မန္တလေးမြို့အထီတောင်စစ်ရေးရှိန်ရှောက်လာနိုင်တဲ့အခြေအနေဖြစ်လာတဲ့အခါအရင်ကတရုတ်နဲ့ခက်အေးအေးနေခဲ့တဲ့မင်းအောင်လှိုင်ဟာရှက်ချင်းဆိုသလိုတရုတ်ကိုဒူးထောက်လိုက်ပြီးအကူအညီရယူကာတော်လန်ရေးတပ်တွေကိုဖိအားပေးခိုင်းခဲ့ပါတယ် တစ်ဖက်မှာလည်းတန်တေစစ်ကောင်စီတပ်သားတွေတောင်းနဲ့ရှိပြုံးသွားခဲ့တာကြောင့်မင်းအောင်လှိုင်ဟာဘာမှမဆိုင်တဲ့အပြစ်မဲ့ပြည်သူလူထုကြီးငယ်ကိုစစ်ကြီးတဲကိုဆွဲသွင်းခဲ့ပါတယ်။ငကောကတော်လန်ရေးကိုလည်းစိတ်မဝင်စားသလိုစစ်တပ်ကိုလည်းမကြိုက်တဲ့ဖာတိဖာတာနေကြတဲ့လူငယ်တွေကိုအတင်းအဓမ္မစစ်မှုထမ်းဆွဲခေါ်ပြီးစစ်ကြုံပြုပါတော့တယ်။အဲ့ဒီအခါတော်လန်ရဲကကိုနဲ့မဆိုင်ဘူးလို့တွက်ထားကြတဲ့စစ်ကြုံပြုတ်ခံရသူတို့ရဲ့ ိသားစုတွေမိဘတွေဇနီးမယားတွေမှာတော့မျက်ရည်နဲ့မျက်ခွက်ဖြစ်ကြရပါတယ်။ဒီအကျက်အတဲဟာတော်လန်ရေးတက်တွေအတွက်လည်းအခက်အခဲဖြစ်တယ်လို့တနိုင်ငံလုံးကလူကြီးလူငယ်တွေအတွက်လည်းပြန်လန်းမရှိသေးတဲ့တွင်ခုံစင်းရမယ့်အဖြစ်မျိုးဖြစ်နေတာကြောင့်တော်လန်ရေးခေါင်းဆောင်အရှိုးကလူငယ်တွေအနေနဲ့တစ်ဖက်ဖက်ကိုရက်တည်ဖို့လိုပြီးလို့သတိပေးကြပါတယ်။အညာဒေသမှာစစ်တပ်စစ်ကြောင်းထိုးလာရင်180လောက်ကပြည်သူစစ်တွေဖြစ်နေတယ်လို့မြင့်ညံဗလက်တိုက်ကားကောင်းဆောင်ဘိုမိုက်ခဲကပြောပါတယ်။ စစ်မှုထမ်းစစ်သားတွေဟာမင်းအောင်လှိုင်ရဲ့ဒုဗျူဟာလို့ခေါ်တဲ့ရှေ့တန်းမှာအသေးခံပြီးတိုက်ခိုင်းတာကိုခံနေကြရပါတယ်။ဒီလောက်ရက်တွေကိုဘကောအေယာဝရီနဲ့ရခိုင်အစက်ကရုံးမစစ်ပွဲတွေမှာ လုံနေကြတာတွေ့ရပါတယ်။အေအေကဖမ်းမိတဲ့စစ်တုံဘန်းတွေရဲ့ပြန်လည်ပြောကြားချက်ကိုကြည်ရင်သိနိုင်ပါတယ်။အေအေရဲ့စနိုက်ပါပစ်ကွင်းတွေလက်နက်ကြီးကျနိုင်တဲ့နေရာတွေမှာစစ်မှုထမ်းတွေကိုနေခိုင်းတယ်လို့သိရပါတယ်။ အညာဒေတာမှာလည်းမိရရင်မျက်နှငယ်လေးတွေနဲ့ပြည်သူစစ်တွေပဲဖြစ်နေတာကြောင့်မျိုးပေါ်ကလူငယ်တွေအနေနဲ့လက်ဖက်ရည်ဆိုင်လေးထိုင်လိုက်ကောင်မလေးနဲ့ချက်သွားလိုက်ဂိမ်းလေးဆော့လိုက်လုံမနေကြပဲစစ်ကဝါမျိုးတာကိုမခံရခင်တစ်ဖက်ဖက်မှာရက်တီဖို့လိုပြီးလို့မြင့်ကြံဘလက်တိုက်ကခေါင်းဆောင်ဘူမိုက်ခဲကတတိပေးပါတယ်ညီတို့အခုပြဿနာအဓိကပြဿနာပါလဲဆိုတော့စစ်ကောင်တွေကစစ်ကြောင်းထိုးလို့လူအယောက်တရာပေါ့နော်အယောက်တရာနဲ့ထိုးပြီးဆို80လောက်ကပေါ်တာဆွဲတဲ့ကောင်တွေကြီးပဲ တော့လူငယ်တွေမျိုးဘွားလူငယ်တွေပေါ်တာဆွဲတဲ့လူတွေကြီးပဲ20လောက်ပဲသူတို့စစ်ကောင်စီရဲ့ပေါ်တော့တန်လီတက်ပါကျန်တဲ့80လောက်ကမိလို့ရှိရင်တော့တနာကမားနဲ့အဲ့လိုမျိုးတွေပေါ့နော်လူငယ်တွေကိုတော့ကိုချင်းစားတယ်ကညီတို့လည်းလူငယ်ပဲအဲ့တော့ကြတော့မင်းတို့မျိုးပေါ်မှာနေပြီးတော့သိရမလားလပိတ်တွေတောက်လိုက်ဂိမ်းလေးစော်လိုက်သိရမလားဘီယာလေးတောက်လိုက်အဲ့ကော်မလေးနဲ့ရှောက်သွားလိုက်လုံးမနေနဲ့ဒီချိန်ကရွေးချယ်ဘယ်ဟာကိုရွေးချယ်မှာလဲဈာနေတယ်ဆိုတာမရှိတော့ဘူးဒါနောက်ဆုံးပွဲဖြစ်နေပြီနောက်ဆုံးပွဲပဲအဆုံးဖြတ်ပြီးမဲ့ပွဲတစ်ခုဖြစ်နေပြီဒီချိန်ကအဲ့တော့ကြတော့ ဘက်ရွေးတော့အကြိုက်တဲ့ဘက်ကိုရွေးတော့ညီတို့အနေနဲ့လည်းညီတို့လမ်းကိုတော့ရှုပ်ရင်တော့ရှင်းရတော့မယ့်အချိန်ရောက်ပြီအဲ့တော့ကျတော့ညီတို့ကတော့ရှင်းရှင်းပဲပြက်ပြက်ပဲကိုလမ်းကိုရှုပ်ရင်တော့ကိုကြောက်အောင်သွားမယ်ပန်းနိုင်အောင်ဘယ်လိုရှုပ်ဘယ်လိုစူးမျိုးပဲဖြစ်ဖြစ်ချင်းပလိုက်မှာတခါလဲအမြင့်ပါပြန်ထွက်မှာဆိုလို့မိပါရှုပ်ရင်ရှုပ်လိုက်မယ်အဲ့ဒီစူးတွေကိုအဲ့လိုမျိုးထိညီတို့ကသွားမှာဖြစ်တယ်အဲ့တော့ကျတော့မျိုးပေါ်မှာရှိတဲ့လူငယ်တွေအနေနဲ့လည်း accuse site ပါအဲဘာပဲဖြစ်ဖြစ်ဒီချိန်မှာရွေးချယ်ပါလူငယ်ဒီတိုင်းပြည်ရဲ့အနာဂတ်ဖြစ်ပါလေ တိုင်းပြည်ရဲ့အနာဂတ်ဆိုပြီးတော့ဗောနော်လက်ရှိပစ္စုပန်မှာတော့ငါတို့လူကြီးတွေဖယ်မပေးဘူးဆိုတာလေဖျောက်တင်နေပြကြနော်လူငယ်လက်ရှိပစ္စုပန်မှာလေလူငယ်တွေအတက်တရောပါဝင်မှာလူငယ်တွေဆုံးဖြတ်ပါခဏတာပျော်ရွှင်မှုကိုရွေးချယ်မှာလားကျွန်တော်တို့ခေဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တာလားခေဆက်ဆက်မှာပျော်ရွှင်မှုကိုလိုချင်တယ်ဆိုဒီအမှောင်ထုကိုကျွန်တော်တို့အတူတူဖြိုးဖို့လိုပြီးအဲ့တော့ကြတော့အတူတူရုံးမှရမယ်အဲ့တော့လူငယ်တွေအနေနဲ့ကျွန်တော်တို့ရွေးချယ်ပါလို့ကျွန်တော်ကတော့ပြောချင်တယ်